ဟုတ်ကဲ့မင်္ဂလာပါဗျ။တူရီ KMD မှာပြန်လည်ပြီးတော့ဂျိုဆိုလိုက်ပါတယ်ဗျ။ကဲမနက်ကတော့ကျွန်တော်တို့၃ခွန်ဆိုတော့ကျွန်တော်တို့၃ညပရိတ်ပေါ့နော်။တလုံးနဲ့ပရိတ်ဖြစ်တဲ့ပရိတ်ပေါ့နော်။ဒီမှာတော့၃ခွန်ဆိုတော့ကျွန်တော်တို့ပရိတ်လိုက်ရမှန်တယ်ဗျ။နောက်ကကျွန်တော်က၃ပိုင်းလည်းရှင်းပြခဲ့တယ်ပေါ့နော်။ဟိုဘောတခြားတော့ရေးမပြခဲ့ဘူး။လုံးပိုင်းဒီကျွန်တော်၃ပိုင်းလည်းရှိတယ်၄ပိုင်းလည်းရှိတယ်၂ပိုင်းလည်းရှိတယ်ပုံတော့ဒီထဲမှာမှကျွန်တော်က နှစ်ပိုင်ကိုပို့ပြီးတော့ကြိုက်တာပေါ့နော်ကျွန်တော်ခဏန်းစီရဲထဲမှာနှစ်ကွက်ကြံသွားတာပေါ့နော်တုံညပရိသဲမှာဆိုရင်ကျွန်တော်၄၆ရဲ၃ခွင်ရဲဆိုပြီးတော့ထက်ထဲတင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကထက်မပေးပဲနဲ့နှစ်ကိုပဲကျွန်တော်ဦးစားပေးလိုက်တာပေါ့နော်နောက်ကလည်းကျွန်တော်လိုက်ကိုတခြားကြည့်ရသူဆိုရင်တော့ကျွန်တော်တို့ဒီပေါင်းချင်းလေးပေါ့နော် ဒီမနက်နောက်ပိုင်းညနေနောက်ပိုင်းပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ3ဆိုပြီးတော့3ပိုင်းလည်းရှိတယ်ဆိုပြီးတော့ကျွန်တော်ရှင်းပြခဲ့ရပေါ့နော်။ဟုတ်ကဲ့ပါညနေမှာလည်းကျွန်တော်တွေ့ဆိုင်ပေါ့နော်။ကြာရင်တော့ကိုမတို့က3ပါဗျာ။တူးဒီမှာတော့ပိုင်ရလို့တော့မရှိဘူးပေါ့နော်။ ကေပါမနက်ကတော့3ခွင်ဆိုတော့ပေါ့မယ်လို့ထင်ပါတယ်ဗျာနော်အော်နဟဲလေဆရာကျန်ရင်တပည့်များကျန်တယ်လေတဲ့ကျွန်တော်ကတော့အဲ့လိုမထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တချို့ဆိုရင်ပတ်တီနှလုံးညီလဲပတ်တာပဲပေါ့နော်ဘရိတ်ဆိုလဲဘရိတ်ညီလဲအကုန်လုံးလိုက်ထိုးတာမျိုးတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ရှင်းမဲ့ပြခဲ့တာပေါ့နော် ။ online ထုံးနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ။ထုံးထုံးနဲ့ပြိမှန်နေတဲ့ဟုတ်ပါတယ်ဗျာနော်။ကျွန်တော်ဒီအမှန်အတော့ကျွန်တော်ဒီပေါင်းချင်းသုံးဝမပေးလောက်တော့ဘူးလို့ထင်တာပေါ့နော်။ င်းမြဲလွယ်နဲ့အားပေးနေပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အားပေးမှုတော့လည်းကျေးဇူးတင်ပါတယ်ဗျာဒါဆိုကျွန်တော်ဒီမှာပေါ့နော်နှစ်ရဲ့၃ညရဲ့ဒီရဲ့နှစ်ရဲ့ဒီ၃လုံးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါတီကို၉ဒီကျွန်တော်ဒီမှာလုံးပိုင်ဗျာတော့ဒီ၉ပိုင်မှာ၉၈ဆိုပြီးတော့ထွက်တယ်ဗျာမောင်မောင်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ညမင်းတော့တရားညံနေတော့ဒီတော့မယ်တဲ့တကွက်ကောင်းလေးတဲ့ဟုတ်ကဲ့ပါဗျာเนาะဒါဆိုကျွန်တော်ဒီမှာနောက်ထပ်ဒီပြန်ဒီ6ရဲ့9ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီက1နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ1 1ဒီကျွန်တော်ဒီမှာလုံးပိုင်းဗျာကျော်ဒီ1ပိုင်းမှာလဲ1 9ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုကျွန်တော်ဒီမှာနောက်ဒီပြန်ပေါ့เนาะနောက်ဒီပြန်ဒီလဲ 9ရဲ့1ရဲ့ပေါင်းချင်းတီ3ညာ3ညာနဲ့တရ9နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းတီ9ဖြစ်လို့9ရဲ့ပါဝါတီ4 4တီကျွန်တော်ဒီမှာလုံးပိုင်ပြတော့ဒီ4ပိုင်းမှာလည်း14ဆိုပြီးတော့ထွက်တယ်ဗျနေကိုလည်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျလက်ထုံးအောင်နဲ့နှစ်ပိုင်းနဲ့ဟုတ်ကဲ့ပါဗျနော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာလုံးပိုင်းဆိုင်ပြီးပေါ့နော် ရှင်းရဲ့တဲ့ရဲ့ပေါင်းချင်းဒီကိုကိုနဲ့တရားရှင်းနဲ့ပေါင်းတော့ခွန်ဒီသုံးလုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှင်းနှင်းဒီကျော်ဒီမှာလုံးမိုင်ပြတေကြီးရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအလုံးမဲ့နားလဲမလို့ထင်တယ်ပေါ့နော်ကြိုက်နှစ်သက်မှုရှိမှလည်းသုံးပါဗျာကျော်ဒီမှာနှစ်တုံညာနှစ်ပေါင်းချင်းဒီလေးဖြစ်လို့၄ပါဝါဒီကို၉ပိုင်မှာ၉ရှစ်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီ၆၉၁ပေါင်းချင်းဒီ 6ဖြစ်လို့6ပါဝါ1 1ပိုင်းမှာလဲ1 9ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီလဲ9 1 9ပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါတီလေး4ပိုင်းမှာလဲ1 4ဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာ8 1 8ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါတီ2 2ဒီလုံးပိုင်းမှာဗျ ထပ်ရောင်းနဲ့လေးပင်စိုက်ပေါ်တယ်ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီဟိုအောင်ပေါ့နော်လုံးပိုင်ကိုကီးနဲ့တွဲရင်အပြည့်ပေါက်လေးပါဗျာတော်ဒီမှာ2ရက်6ရက်3ညရပေါ့နော်ဒီ3လုံးပုံချင်းဒီ10ဖြစ်လို့10ရက်ပါဝါတီ3 10ရက်နက္ခတ်တီ1 103တီကီပေါ့နော် တော့ဒီမှာ6ပိုင်းကို831နဲ့တွဲရင်689 391ဆိုတဲ့ခဏန်း3ခွဲမှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့68ဆိုပြီးတော့ထွက်တယ်ကျွန်တော်တို့ဒီ831 key ကလည်း8ထီလေဗျတော့ဒီမှာ6ပိုင်းကို731နဲ့တွဲရင်689 391အဲ့ဒီ3ခွဲမှာကျွန်တော်တို့68ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ6ရယ်9ပေါင်းချင်းဒီ9 9နဲ့ဒီက9နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့ လေးရဲ့ပါဝါတီကိုလေးရဲ့နှက်ခတ်တီနဲ့လေးကိုနှစ်ဒီကြောင့်ဒီမှာကြီးပြဒီလေးကိုနှစ်ကြီးမှာလဲတစ်ကိုထွက်တော့ကိုထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ဟာဒီတစ်ပိုင်းကိုလေးကိုနှစ်နဲ့တွဲရင်တစ်လေးတစ်ကိုတစ်နှစ်ဆိုတဲ့ကဏ္ဍ၃ခွက်မှာကျွန်တော်တို့တစ်ကိုဆိုပြီးတော့ထွက်တယ်ဗျအဲဆိုကျောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ9ရဲ့8ရဲ့ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်1နဲ့ပေါင်းတော့8 ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈ရဲ့နက္ခတ်ဒီ၈၃၁ဒီကျွန်တော်ဒီမှာကြီးပြ၈၃၁ကြီးမှာလဲ၁လေးထွက်တော့ကျွန်တော်တို့၁ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့လေးပိုင်းကိုဒီဘက်က၈၃၁နဲ့တွဲရင်၄၈၄၃၄ဆိုတဲ့ခဏန်း၃ခွက်မှာကျွန်တော်တို့၁လေးဆိုပြီးတော့ထွက်တယ်ဗျအဲဒါခုနကကြာသွားပြီးပြီးတဲ့နှစ်ပိုင်းကလေးတဲ့ ဟုတ်ကဲ့ပါဗျာနော်အကိုမတို့ကြိုင်းနေတတ်မှုရှိမှလည်းသုံးပါဗျာဒါဆိုရင်ကျွန်တော်ဒီနေ့မှာပေါ့ကီးဒီပေါ့နော်ရှစ်ရက်တက်ရက်ပေါင်းချင်းဒီကိုကိုးနဲ့ဒီရက်တက်နဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းချင်းဒီ၃ညဖြစ်လို့၃ညရဲ့ပါဝါဒီ nga ၃ညရဲ့နက္ခတ်ဒီခွန်း၃ည၅ခွန်းဒီကျွန်တော်ဒီမှာကီးဗျာကျွန်တော်ဒီမှာနှစ်ပိုင်းကိုကျွန်တော်တို့၃ည၅ခွန်းကီးနဲ့တွဲရင်20 25နှစ်ခွန်းပေါ့နော် ဟုတ်ကဲ့ပြအားလုံးပဲဒါလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာနှစ်ပိုင်းကို395ခွန်းနဲ့တွဲရင်25 5နှစ်ခွန်းကျွန်တော်ဒီဟိုတော့ပေါ့နော်ဒီဟိုပေါ့နောက်ပိတ်လိုင်းလေးကတော့ကျွန်တော်တို့ပေးလိုက်ရတော့တောက်ကြနေထီပေးခဲ့တယ်ပေါ့နော်ဒီနေ့မှလည်းဆက်ပေးမယ်ဆိုရင်ကျွန်တော်ဒီမှာ3ခွန်းထွက်ထားတာဖြစ်တဲ့အတွက်ခွန်းနောက်ပိတ်ဒီကျွန်တော်တို့လုံးမထက်ပေးအောင်မှာလာပေါ့နော်ဟောကြတဲ့နေ့ໃຊ້ပါတယ်ပြောရမှာဖြစ်ပြန်နော်ဟုတ်ကဲ့ပါပြန်နော် ဆိုပြီးတော့30ရက်နှစ်5ရက်နှစ်ခွင်ရက်တဲ့ဟုတ်ကဲ့ပါဗျာဒါဆိုကျတော့ဒီမှာပေါ့နော် ပြီးကြရင်ကျွန်တော် break line လေးပါရှင်းပြပေးမယ်ဗျာထောက်ရောင်းနဲ့ထောက်ရောင်းနဲ့ဆက်ပြီးညနေနဲ့ဆက်ပြီးညနေဒိတ်နှစ်ကောင်းတဲ့ညီဟုတ်ကဲ့ပါဗျာနော်မကောင်းမှာကားတဲ့ ရဲ့နားလည်မလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဗရိတ်ဒီ19ရဲ့1လို့ရဲ့နှစ်ချိန်မှာတော့မှန်ထားတဲ့ဗရိတ်လိုက်ပေါ့နော်လိုင်းကဘေးကုံသွားလာဖြစ်တဲ့အတွက်လိုင်းကျသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာ2ရဲ့8ရဲ့3ညရဲ့ဒီ3လုံးပေါင်းချင်းရဲ့နှက်ခတ်ဒီခွန်ညာခွန်တီကျွန်တော်ဒီမှာ break ပြ ကျော်ဒီမှာတုံညာခွန်ပရိတ် ပေါ့နော်တုံညာခွန်ပရိတ်မှာတစ်ကိုထွက်တော့တုံညာပရိတ်ထွက်တယ်ဒီမှာလည်းကျွန်တော်တို့တစ်ပိုင်းကိုတုံညာခွန်ပရိတ်ဆိုရင်နှစ်ခွက်ထွက်မှာပေါ့နော်တစ်ကိုတစ်ချောဆိုပြီးတော့ထိုးရမယ်ဒီမှာလည်းတစ်ကိုထွက်တယ်အဲ့လိုမှမဟုတ်ဖိနေကျွန်တော်တို့ဒီဘက်ကကီးကိုပဲပရိတ်နဲ့ချုပ်ပြီးတော့ပေးသွားလဲဖြစ်နိုင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ3ရဲ့7ရဲ့ပေါင်းချင်းဒီ4 4နဲ့ဒီက9နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့နှက်ခက်ဒီ5 3 5ဒီကျွန်တော်ဒီမှာပြိတ်ပြ ဒီ၃၅ပြိတ်မှာလည်းပြည်လေးဆိုတော့ကျွန်တော်၅ပြိတ်ထွက်တယ်ဒီမှာလည်းကျွန်တော်ဒီ၄ပြိတ်ကို၃၅ပြိတ်ဆိုရင်ကျွန်တော်တို့၄၉ရ၄၁ရပေါ့နော်အဲ့ဒီမှာ၁လေးထွက်တယ်အဲ့လိုမှမဟုတ်ဖက်နဲ့ကျွန်တော်ဒီ၈၃၁ကီကိုပဲဒီ၃၅ပြိတ်တွဲပြီးတော့ပေးသွားတာမျိုးလည်းဖြစ်နိုင်တယ်ဗျဒါဆိုကြောဒီနေ့မှာပြိတ်ဒီခွန်ရယ်၄ရယ်ပေါင်းချင်းဒီ၁တက်နဲ့ဒီရက်တက်နဲ့ပေါင်းတော့၂ဒီ၃လုံးပေါင်းချင်းဒီ၂ဖြစ်လို့၂ရယ်နှက်ခတ်ဒီ၄၄ဒီကျွန်တော်ဒီမှာပြိတ်ပြ တော့ဒီမှာနှစ်နှစ်လေး break ပေါ့နော်အပြည့်ယူမယ်ဆိုရင်တော့ကျွန်တော်တို့ကနှစ်ခွန်လေးဒီ break ဒီမှာလည်းကျွန်တော်တွဲမယ်ဆိုရင်20ဆိုတဲ့နှစ် break နှစ်ငါဆိုတဲ့ခွန် break ပေါ့နော်ဒီမှာတော့ကျွန်တော်လေး break ဆိုရင်တော့နှစ်ပူးတို့ကျွန်တော်တို့ခွန်ပူးတို့ထည့်ရမှာပေါ့နော်၃ညနှစ်ပါတဲ့ဆင်းဆင်းထွေးလာမသိပြန်နော်ဟုတ်ကဲ့ပါဗျဒါဆိုကျွန်တော်ဒီမှာမှန်ကန်ရဲ့1 chain ပဲပေါ့နော် ကိုမတို့ကြာရင်ထဲလို့ရအောင်လို့ကျွန်တော်ကဒီမှာအမှန်ကန်နေတဲ့ဝမ်းကျင်းလေးကိုလည်းရှင်းပြပေးအောင်မယ်ဗျ။2ရဲ့6ရဲ့9ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့နှစ်6ကိုပေါင်းချင်းဒီခွန်ဖြစ်လို့ဒီမှာဒီကျွန်တော်တို့ခွန်3ညအချိန်မှာ3ည9ဆိုတော့3ညထီတယ်နောက်တစ်ပင်ဒီလဲ6ရဲ့2ရဲ့ဒီက8ရဲ့ပေါ့နော်6နှစ်8ပေါင်းချင်းဒီကျွန်တော်တို့6ဖြစ်လို့6နှစ်ခက်ဒီကို6ကိုအချိန်မှာလဲကျွန်တော်ဒီမှာ ကိုရှိထွက်တော့ကိုထီတယ်ဗျနောက်တစ်ပင်ဒီ231ပေါ့เนาะ231ပေါင်းချင်းဒီကျော်တော့6ဖြစ်လို့6နှက်ခက်ကို69ဒီလဲကျော်ဒီမှာအချင်းပေါ့เนาะ69အချင်းမှာလဲ19ထွက်တော့ကိုထီတယ်ဗျနောက်တစ်ပင်ဒီလဲ3ရခွန်ရဒီရ4ရ3ခွန်4ပေါင်းချင်းဒီ၄ဖြစ်လို့၄နှက်ခက်နှင်း၄နှစ်ဒီကျော်ဒီမှာအချင်းပေါ့เนาะ၄နှစ်အချင်းမှာလဲ1 4ထွက်တော့၄ထီတယ်ဗျဒါဆိုရင်ကျော်ဒီမှာ ခွန်ရဲ9ရဲ့ပေါင်းချင်းတီနှင်းနှင်းနဲ့ဒီရဲ့ခွန်နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းတီ9ဖြစ်လို့9နှစ်ခက်တီ6 9 6အချင်းအောင်ထပ်ပြီးသွားရင်ကျွန်တော်တို့9 6အချင်းလည်းဖြစ်နိုင်တယ်ပေါ့နော်အကိုမတို့ကြိုက်နှစ်တက်ရင်တော့3ကျွန်တော်ကတော့၃ည၅ခွန်ကီကိုပဲကျွန်တော်နှစ်ခွန်လေးပလေးရအောင်တွဲပေးလိုက်မယ်ဗျ ABB တဲ့အမြဲမမပါဘူးတဲ့အပိလေးပါတဲ့ဟုတ်ကဲ့ပါဗျာနော်နှစ်ပလေးကြိုက်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကံကောင်းပါစေဗျာ โอเคပါကျွန်တော်အဲ့တော့395ခွန်ကီးကို2ခွန်လေး play ပေါ့เนาะ391ဆို392 39ခွန်39လေးဆိုပြီးတော့2ခွန်လေး play 9နဲ့ဆိုလဲကျွန်တော်ဒီမှာ9ခွန်ဆိုလဲဆိုလဲခွန် break 96ဆိုလဲ4 break မှာပါတယ်ပေါ့เนาะ90ဆိုလဲခွန် break ပါမယ်ခွန်9ဆိုလဲ2 break ခွန်ဘူးဆိုလဲ4 break ဒီမှာတော့ကျွန်တော်2ပိုင်းဒီ395ခွန်နဲ့တွဲရင်လဲအပြည့်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ခွန်2ဆိုပြီးထပ်ထည့်တယ် ကျွန်တော်66ချိန်ရရှိထားတာဖြစ်တဲ့အတွက်66ချိန်မှာတော့ကျွန်တော်68ရ68ရဆိုပြီးတော့ထည့်ပေးထားပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တွေ့ပြတဲ့ကဏ္ဍလေးဒီပေါက်နန်းလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ကဏ္ဍတီလည်း၄နာရီခွဲထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော် like ကိုကြည့်ရှုအပ်ပေးခဲ့ကြသူတိုင်းဆက်ကြီးချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့တိရကိုမတို့ရလည်း subscribe နဲ့ပြည့်ဖို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဗျ bye bye see you ပါအားလုံးပဲ